အမေများနေ့ဖြစ်ပေါ်ဖို့အတွက်သက်ဆုံးဆံများကြိုးပမ်းခဲ့သူများဆိုင်ရေးဆိုတာတကယ်မရှိဘူးလို့စာဆိုရိယဘလိုပဲပြောပြောပါဒီလောကကြီးထဲမှာမိဘစိတ်ချမ်းသာရင်ပြီးရောဆိုပြီးမိမိဘဝကိုရင်းနှီးလိုက်ကြရတဲ့သူတွေအများကြီးရှိပါတယ်။မိခင်ကိုတိတတ်တဲ့သာသမီရေရနာဆိုတာ ကဘာမြေပေါ်မှာထင်ထားတာထက်တာများပြားပြီးတော့အဲရီသူတွေကလူတော်လူကျွန်တွေကြောင့်ပဲကဘာပေါ်မှာအမေများနေရလို့ပေါ်ပေါက်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ရွှေဘို Channel ဗီဒီယိုမှာဆိုရင်တော့ပုံမှန်ဖွင့်ပြနေကြမိဘဆိုတာဘာညာဆိုတဲ့တပြားဟောင်းကြီးထက်အမေများနေဖြစ်ပေါ်ဖို့အတွက်ခဲဆတ်ဆတ်သားသမီးတွေရဲ့ကြိုးပမ်းမှုတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အော်ဒါနဲ့စကားမဆက်ရွှေဘို Channel ဗီဒီယိုကိုမစတဲ့ခင်မှာမကြခင်ကြားရောက်လာတော့မယ့်အမေများနေမှာ ကဘာပေါ်ကမိခင်တွေအားလုံးမိသားစုနဲ့တိုက်တိုက်ဝင်ဝင်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ကြပါစေလို့ရှေးဥစွာစွမ်းမွန်ကောင်းတောင်းပေးလိုက်ပါရစေလားရှင်။တကယ်တော့ကဘာပေါ်မှာအမေများနေ့ကိုတတ်မှတ်ထားတဲ့နေ့ရက်တွေဟာတနိုင်ငံနဲ့တနိုင်ငံမတူညီကြပါဘူးရှင်။မေလာစနေရနေ့မှာကြံရောက်တဲ့မေလာရဲ့ဒုတိယပတ်တနင်္ဂနွေရဆွေးနော်အမေရိကန်ပြည်ထောင်စုဘသတ်မှတ်ထားတဲ့နေ့ဖြစ်ကအမေများနေ့ဖြစ်လာအောင်ဂျိုးပန်အားထုတ်ခဲ့တဲ့သူကအမေရိကန်နိုင်ငံသူဂျူလီယာဝတ်ဟုံးဖြစ်ပါတယ်။သူပါ ကြော်ကြားတဲ့စာရေးဆရာမကြီးတဦးဖြစ်ကအမေများနဲ့ဖြစ်မြအောင်လို့သူ့ရဲ့ကလောင်စွမ်းနဲ့လာပေါင်းများစွာကြိုးပမ်းကြရတဲ့သူဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာနိုင်ငံတည်တည်မှာဆိုရင်လေအမေများနေရလို့တည်တံ့ရှိကြပြီးနိုင်ငံအများစုမှာကတည်တံ့လိမ်မာတဲ့သားသမီးတွေကအမေများနေကိုမလနဲ့မေလာထဲမှာကျင်းပလေးရှိကြတာပါ။မြန်မာနိုင်ငံမှာတော့နှစ်စဉ်ကြာသူလာပြင်းနေကိုအမေများနေလို့သတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံမှာအမေများနေ့ဖြစ်လာအောင်ကြိုးပမ်းခဲ့တဲ့သူကတော့စာရေးဆရာဒရိုက်တာကြီးဦးတုခဖြစ်ပါတယ်။ မှတ်တမ်းတွေရပြောရမယ်ဆိုရင်1995ခုနှစ်ပြာသူလာပြင်းနေ့မှာဆရာကြီးဦးတုခရဲ့ဟောပြောမှုနဲ့တူမန္တလေးမြို့မှာအမေများနေ့ကိုပထမအောင်ဆုံးစတင်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပြီးအရင်နောက်ပိုင်းမြန်မာပြည်မှာလည်းအမေများနေ့ဟာတရားဝင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်ဆရာကြီးရဲ့ဤဝဲချက်ဟာဆိုရင်တော့အမေများနေ့မှာမိဘကျေးဇူးဆန်နေစတဲ့ဘ ഹു တုဒ္ဒပညာပေးစကားတွေဟောပြောပြီးတော့ခေတ်လူငယ်တွေကိုအသိပညာဘ ഹു တုဒ္ဒတိုးပွားစေလိုတဲ့ဆန္ဒနဲ့စတင်ခဲ့တယ်လို့ဆိုပါရယ် ဒါကြောင့်ဘလိုပဲရက်စွဲတွေ꽌ပြနေပါစေအမေများနေဆိုတဲ့အဲရီနေလေးရဲ့ထူးခြားတဲ့တူညီချက်ဟာဆိုရင်တော့မိခင်တွေကိုဂုံပြုလို့ရင်သာဖြစ်ပါရယ်ဖဝါလန်နှလုံးပခုံးလန်နှစ်သက်ကလေးကစားပြီးလူလာမြောက်တဲ့အထိကျွေးမွေးဆောင်ရှောက်ခဲ့တဲ့အမေရဲ့ကျေးဇူးတွေကိုဒီလိုထိမ့်မဲ့ရလေးတည့်ရထဲနဲ့ပြန်ဆက်လို့တော့မကြည်နိုင်ပါဘူးနော်။ဒါပေမဲ့ချေရတဲ့အမေအတွက်ကိုဝါတရေတရာရှိတဲ့အကြောင်းကိုတော့အခုလိုတီးတန့်ဂုံပြူစင်အဖြစ်လေးစားအကြောင်းပြသလို့ရပါတယ်။ ။ဒါကြောင့်မျိုးဆက်တဲ့သားသမီးတွေကလည်းမွေးမိခင်ကျေးဇူးရှင်တွေရဲ့ခွန်ကြီးကိုအမြင်အောင်မေးပြီးစိတ်ထဲမှာရှိသလိုမိမိတို့ကလည်းအမေများနေ့ရောက်တိုင်းမိမိတို့ရဲ့ယဉ်သွေးရနာတွေကမိမိတို့အပေါ်မှာအမြဲချစ်မြတ်တို့ကြောင့်ဝမ်းသာပီတိဖြစ်ကြဖို့အတွက်အမှားစကားပါလိုက်ပါရစေလားရှင်။ရွှေဘိုချန်နယ်ကိုအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများ၏တင်ပါတယ်ဆက်လက်ချစ်ခင် အားပေးကြပါအောင်လို့ပြောကြရင်း Subscribe Like and Share ခေါင်းလောင်းနေပြီးတော့အားပေးသွားပါအောင်လို့ပြောကြရင်းနှုတ်ဆက်ပါရစေ